Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှတော့စိတ်စိတ်မွေ့မွေ့လေးနဲ့တရေစားဖြစ်စားကစားရင်အရင်ကိုစားလို့ကောင်းတယ်အသားတို့ကြော်အလွယ်ဂျော်နီလေးကိုလာမျှရပြဖြစ်ပါတယ်ဂျော်နီလေးရဆိုလို့ရှိရင်လွယ်ကူမြန်ဆန်ပြီးတော့စိတ်စိတ်မွေ့မွေ့လေးနဲ့အရင်လည်းစားလို့ကောင်းပါတယ်ကဲဒါဆိုလုံနီလေးကိုတရားအောင်ဖြွဲဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးရှင်ပထမဆုံးဖြိုးကဈေးကဝယ်ခဲ့တဲ့ဒီအသားတို့တစ်ထောက်စားဖို့ပေါ့နော်ရေလေးနဲ့စိမ့်ထားပေးလိုက်ပါတယ်သားတို့လေးကပွားလာအောင်ပေါ့နော်ဖြိုးကရေနဲ့ဆက်မင်းလောက် ောက်ဆိုင်ထားပေးလိုက်ပါတယ်ရှင်။ဆိုင်သွားပေးလိုက်တာအသားတူလေးတွေကလည်းပွားပြီးတော့ရေတွေနဲ့ခလိုမျိုးတွေဝင်နေပြီဆိုလို့ရှိရင်တော့ဖြူတို့ဒီအသားတူကိုရေနဲ့နှစ်ရေလောက်စေးပြီးတော့ရေညှင့်ထားလိုက်ပါမယ်နော်။ဒီအသားတူကြော်လေးကတော့ကုန်းချလည်းတတ်တာတဲ့နောက်တစ်ခုကအိမ်မှာမိသားစုတွေစုံရင်းလည်းတရေစားဖြစ်စားကစားအရင်ကိုစိတ်ပြေတဲ့အစားအစာလေးတစ်မျိုးပါ။ပြရတဲ့ဖြိုးကမုံနှင်းဆက်ရံအတွက်ခွက်တလုံးသေးကိုချက်ဥ3လောက်ကို ဖောက်ထည့်ပေးလိုက်ပါတယ်။ ရတာအတွက်ကတော့အသားမုံနှဲငယ်စားလေးနှဲငယ်နဲ့တခြားလေးနှဲငယ်ကိုထည့်ပေးလိုက်ပါရရှင်ဒီနေရာမှာတခြားကိုမကြိုက်ရင်မထည့်လည်းရပါတယ်နော်ပြီးရင်တော့အားလုံးကိုသမသွားအောင်ငွေထားပေးလိုက်ပါတယ်ဒီသားတို့ကြော်လေးရလေးကျုပ်ဥလဲပါတော့လေးအနှက်လျောင်ငွေပြီးတော့ဆက်ဆက်လေးနဲ့တမျိုးလေးစားလို့ကောင်းပါတယ်ရှင်ပြီးရတဲ့ဖြိုးကအကြော်ကြော်တဲ့မုတ်ကိုတထုံးရဲတဝက်စားလောက်ကိုထည့်ပေးလိုက်ပါတယ်ဒီတထုံးမှာဆိုလို့ရှိရင်တော့150 gram ပါတယ်ပေါ့နော်ဒီထုံးရဲတဝက်စားလောက်ကိုထည့်ပေးလိုက်တယ်ပြီးရင်တော့အားလုံးကိုတသားနဲ့ဖြစ်သွားအောင်ငွေသွားပေးလိုက်ပါတယ်ရှင် ဖြိုးလို့ငွေသွားလိုက်တာမုတ်သားလေးကချောလာပြီဆိုတာနဲ့ဖြိုးကခဏကရေဆေးပြီးတော့ရေညှစ်ထားတဲ့အသားတို့ကိုထည့်ပြီးတော့သမတော်အောင်ပေါ့နော်ငွေသွားပေးလိုက်ပါတေကျော်လေးကတော့အိမ်မှာရှိတဲ့ကလေးလေးတွေကိုလှုပ်ကြည့်မယ်ဆိုလဲအဆင်ပြေတယ်ပေါ့နော်ကဲဖြိုးတို့ငွေသွားလိုက်တာအားလုံးလည်းတမတော်ပြီဆိုလို့ရှိရင်တော့ဖြိုးတို့ဒီသားတို့ကိုစပြီးတော့ကြော်ပေးလိုက်ပါမယ်နော် ရေဦးဆုံးဖြိုးကစီဝပူအောင်တည်လိုက်တဲ့စီလေးပူလာပြီဆိုမှသာတို့ကိုထည့်ပြီးတော့ကြော်ဟာပေးလိုက်ပါတယ်ရှင်ဒီကြော်တဲ့ချိန်မှာဆိုလို့ရှိရင်လည်းမိပြပြေမဟုတ်ပဲနဲ့ပေါ့နော်မိခက်အေးလေးနဲ့ပဲကြော်သွားပေးလိုက်ပါတယ်မဟုတ်ရင်အသားတို့ကစီတအားဆုံးမှဆိုးတာနဲ့ပေါ့နော်ဖြိုးကမိခက်အေးလေးနဲ့ကြော်သွားပေးလိုက်တယ်ဒီအသားတို့လေးကကြက်ခါနေပြီဆိုမှမိကိုခက်ပြပြနေထားကိုချိန်ပြီးတော့ကြော်သွားပေးလိုက်ပါတယ်ရှင်အဲ့လိုမျိုးကြော်ပေးရခြင်းကစီလက်တအားမအောင်သလိုစီလက်အများကြီးမဆောက်ဘူးပေါ့နော်ဒီအသားတို့ကဆိုလို့ရှိရင်အသားတို့ကိုတော့ဖြိုးက ဖက်စလုံးအရောင်လေးတွေရင်ပြီးတော့နည်းနည်းလေးကျွတ်လာတဲ့အထိကျော်သွားပေးလိုက်ပါရစေ။ ကဲဖြိုးတို့ကြောက်တာပေးလိုက်တာအခုလိုမျိုးလေနှစ်ဖက်စလုံးကအယောင်လေးတွေရင့်ပြီးတော့ကျွတ်လာပြီဆိုလို့ရှိရင်တော့ရပါပြီနော်ပြီးရင်တော့ဖြိုးတို့သူ့ကိုပြင်ထုတ်ပြီးတော့စစ်စစ်ပေးလိုက်မယ်ပြီးလို့ရှိရင်တော့ငှုပ်ဆီလေးနဲ့တွယ်စားနိုင်ပါပြီရှင်ကဲအခုဆိုလို့ရှိရင်တော့လွယ်ကူမြန်ဆန်ပြီးတော့အရင်လဲစားလို့ကောင်းတဲ့ဖြိုးတို့ရဲ့အသားတို့ကြော်လေးရတော့စားဖို့စသည်ဖြစ်နေပါပြီရှင်စားလို့လည်းကောင်းပြီးတော့လုံနေလေးရတဲ့လွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်ဒါဆိုဖြိုးရဲ့နောက်ဗီဒီယိုတစ်တင်မှာပြန်ဆောင်ကြမယ်နော်အားလုံးပဲဘိုင်ဘိုင်